စပြေတီဝစ်ဆောင်နေတဲ့သူတို့သမီးလေးငါလည်းကြည့်ရသေးတာပေါ့မင်္ဂလာဆောင်ကဝစ်ဆောင်မရှိဘဲနဲ့ဘလို့မင်္ဂလာဆောင်မလဲဆိုတာနင်းကငါလာပြီးတော့ပေးစရာလားနေရပါမို့လို့လဲဟွန်းပွန်နမ်ကသူ့ရဲ့ညီမကိုသူ့ရဲ့မင်္ဂလာဆောင်ဝစ်ဆောင်မပေးဘဲနဲ့ပြန်သွားလိုက်ပါတယ်သူ့ရဲ့ညီမအရင်ကို तू ကမပေးတာပါငါမင်္ဂလာမဆောင်တော့ဘူးငါလုံးဝမင်္ဂလာမဆောင်ရတော့ဘူးဘာလို့လဲဆိုတော့ငါမှမိဘတွေမရှိတော့ဘူးငါအဖေနဲ့ငါအမေမရှိတော့ဘူးဆိုကြတဲ့က ငါလုံးဝမင်္ဂလာဆောင်လို့မရတော့ဘူး။ပါရင်ကငုံနေခဲ့ပါတယ်။ပွန်နမ်ကဘာလို့သူ့ရဲ့ညီမကိုမင်္ဂလာဝတ်ဆောင်မပေးရတာလဲ။သူ့ရဲ့ညီမအရင်ကဘာလို့သူကမပေးရတာလဲ။သူတို့ညီမနှစ်ယောက်စလုံးဘာအကြောင်းကြောင့်ရံဖြစ်ထားတာလဲ။ကဲအားလုံးပဲအကြောင်းရအဆုံးအသိချင်းတော့အခုဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါနော်။ပွန်နမ်နဲ့ပါရဲကအမွန်ညီမတွေပါ။သူတို့ငငယ်ရသူတို့မိဘတွေရှိစဉ်ခါပေါ့။ သူ့ရဲ့အဖေဟရီကစပြေးချံမှာအလုပ်လုပ်တဲ့အဲဒီလောက်ကနေရတဲ့ပစံကသူတို့မိသားစုကိုမလုံလောက်ခဲ့ပါဘူးအဲအကြောင်းအိမ်မှာတခုမဟုတ်တခုလုံနေခဲ့တာပေါ့ပထမကတော့သူတို့ညီမနှစ်ယောက်ကစိတ်တဘောထားတူညီကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကတဖြည်းဖြည်းကြီးလာတာနဲ့အမျှပုံမှန်ကအပြင်ထွက်လာပါတယ်ပြီးတော့သူကသူတို့ရွာကောင်မလေးတယောက်နဲ့ပေါင်းဖြစ်သွားတယ်အဲဒီကောင်မလေးကရွာမှာအရင်ချမ်းသာပါတယ်သူကပုံပုံနဲ့တငယ်ချင်းလုံးလိုက်ပါတယ် ပူပူရဲ့နေအခန်းအချင်းရွဲ့နော်ပြီးတော့အကြီးပဲနေရဒီကနေ့မှမတယောက်တည်းအိတ်တာလာရင်ဟုတ်တယ်ငါတယောက်တည်းအိတ်တာလေဘာလဲနေရတယောက်တည်းမအိတ်ဘူးလားငါတယောက်တည်းပဲအိတ်ရတာမဟုတ်ဘူးငါတို့အိမ်မှာအခန်းတစ်ခန်းပဲရှိတာအဲ့ဒီခန်းထဲမှာငါရဲ့ငါညမကြီးကဂရင်ပေါ်မှာအိတ်တာလေအမေနဲ့ဖေကအောက်မှာအိတ်တာဟာဘာနင်တို့က၄ယောက်စလုံးအခန်းတစ်ခန်းထဲမှာအိတ်တာဟုတ်ရဲ့လားအိတ်လို့ရရဲ့လား အရင်ရက်တွေကတော့အိတ်လို့ရတာပေါ့ဒါပေမဲ့ဒီနေ့ညမှာတော့ပွန်နမ်ကအိတ်လို့မရခဲ့ပါဘူးသူကညာဘက်ကိုစဉ်းစားနေခဲ့တာပေါ့ငါတယောက်တည်းခရင်ပေါ်မှာအိတ်ချင်နေငါပါရဲ့ကိုမလို့ချင်ငါတယောက်တည်းပဲအိတ်ချင်နေဒီကလေးကငါပိုင်မင်းပွန်နမ်ကပါရဲ့ကိုခြေထောက်နဲ့စောင့်ကန်လိုက်တယ်အော်ငါဘာလို့ခြေထောက်နဲ့ကန်တာလဲငါအိတ်နေတဲ့အချိန်မှာခြေထောက်နဲ့ကန်တတ်တယ်လေအရင်ကတော့နေ့မှအဲ့လိုအချင်းမရှိပါဘူးအရင်ကတော့မရှိဘူးအခုရှိသွားပြီ အဲလိုပြောပြီးတော့နောက်တစ်ခါကန်လိုက်တယ်။ပါရဲ့လေခရီးအောက်ကိုပြုတ်ကျသွားခဲ့တယ်။ပြီးတော့ဘာမှမပြောဘဲသူမိဘတွေနဲ့အတူတူအိတ်လိုက်ပါတယ်။သူကအကြမ်းမြစ်မှာအိပ်ရတာပြဿနာမရှိခဲ့ပါဘူး။ဒါပေမဲ့ပွန်နမ်ကတော့ခရင်ပေါ်မှာအိပ်လိုက်တာပေါ့။နောက်ရက်တွေကျတော့ပါရဲကိုခရင်နားတော့အကန့်မခံပါဘူး။ဟဲလိုနဲ့ခရင်ကသူ့ပိုင်ဖြတ်သွားခဲ့တာပေါ့။ဟဲလိုလောက်တာငါအတွက်ကောင်းနေ။အဲလိုပဲတဖြည်းဖြည်းငါအကုန်လုံးပိုင်အောင်လုပ်မှာ။အိမ်တွေကားတွေခြံနေပိုင်အောင်လုပ်ရမယ်။နောက်ပြီးတော့ပတ်သက်များကြီးလည်းပိုင်အောင်လုပ်ရမယ်။ဟာဟာဟာ ပူပူနဲ့သူ့ရဲ့တငယ်ချင်းတန်ယောင်စင်ဟာပို့ပြီးတော့တိုးလာခဲ့ပါတယ်။ပြီးတော့ပူပူကသူ့ချမ်းသာတဲ့အကြောင်းကိုခဏခဏထည့်ပြောနေကြွားတာပေါ့။ပြီးတော့ပူပူရဲ့အိမ်နေကားတွေကိုကြည့်ပြီးတော့ပွန်နမ်ကအယံကိုချမ်းသာချင်လာခဲ့ပါတယ်။ပွန်နမ်ရဲ့အဖေကသူ့တို့ညီမနှစ်ယောက်တည်းကောင်ဝင်လေးစင်တူဝယ်လာခဲ့ပါတယ်။ရော့သမီးတို့နှစ်ယောက်တည်းအဖေဝယ်လာတာဒီနေ့စပြစ်တီးအများရောက်ရတယ်လေ။ပတ်စံဒီပို့ရတော့အဖေကလေးတွေအတွက်ဝယ်လာပေးတာ။ဟုတ်အရင်လာတာပဲအဖေ။ ။ကာယေကကာဝေယောတွေ့ရနဲ့ပျော်သွားခဲ့တယ်။ဒါပေမဲ့ပိုနမ်ကကာဝေယောတွေ့ရနဲ့ပြောလိုက်တယ်။ဟွန်း။ကာဝေယကြည့်ကလေးအပေါ်ဆိုင်အကောင်းစားဝယ်မလာနိုင်မဝယ်နဲ့လေ။အကောင်းစားမှမဟုတ်ရင်မဝစ်ချင်ဘူး။ဘာလို့အဲ့လိုမျိုးပြောနေရလဲ။အဖေကစူးစမ်းပြီးတော့ဝယ်လာခဲ့တာလေ။အဖေမှပရှိရဲ့ပတ်စံနဲ့လောက်ဝယ်လာခဲ့တာလေ။ဘာလို့ခုလိုပြောရတာလဲ။ငါတို့တော့ဒီကဝင်းကြီးကလောကမှာဈေးကြီးဆုံးနဲ့တန်မိုးရှိဆုံးကဝင်းနေပဲ။ နင်းအတွက်ကောင်းမင်မဲ့ငါအတွက်တော့မကောင်းလေငါတငယ်ချင်းရှိမှအရှိရစေလိမ့်မယ်မလို့ကျဲအကောင်စားပဲဝယ်ပြီးနင်းကဆင်းရဲတော့ဆင်းရဲတဲ့အတွေ့ပဲရှိရပေါ့ချမ်းသာဖို့အတွက်အတွေ့ရစချမ်းသာနေမှရမှာပူပူမတွေ့ဘူးလားသူကချမ်းသာတော့ကောင်းဝင်အကောင်စားတွေပဲဝတ်တာဒီမသမီးလေးပူပူရဲ့ဖေကမကောင်းတဲ့အလုပ်တွေလုပ်ပြီးတော့ပတ်စံနေအများကြီးရှာထားတာအဲဒါကြောင့်သူတို့ကချမ်းသာနေတာမကောင်းတာတွေမတွေ့နေတော့နော် ။ဘာပဲဖြစ်ဖြစ်ပါချမ်းသာသွားရင်မလား။သူ့ဘာသာသူဘာပဲလုပ်လို့ပေါ့။အဖေတော်စပြစ်တီးရောက်လာချမ်းသာလာလို့လား။သူတော်ချမ်းသာလာသေးရပဲလေမပြောပါနဲ့။ကိုနာမြေစကားကိုကြားပြီးတော့ဟယ်ရီကစိတ်မကောင်းဖြစ်သွားပါတယ်။ဒါပေမဲ့အဲဒီနောက်ပိုင်းသူဘာမှမပြောခဲ့ပါဘူး။သူအမြဲတမ်းအတွက်အနှုတ်ပိတ်နေလိုက်တယ်။ပုနမ်သူ့ဘဝနဲ့သူရှင်သန်နေရပါ။တဖြည်းဖြည်းနဲ့သူတို့ညီမနှစ်ယောက်လုံးအရွယ်ရောက်လာခဲ့တာပေါ့။ပုနမ်ကအချမ်းသာတဲ့ကောင်လေးတစ်ယောက်နဲ့ရီစားထားလိုက်တယ်။အဲဒီကောင်နေနဲ့ပူပူကမိတ်ဆက်ပေးရပါ သူနဲ့ပဲအเจ้าမှာချက်ချလိုက်သွားခဲ့တဲ့ပါရင်နဲ့ပုံနှံမြက်အမေကနေမကောင်းတာရဲကြပြီးတော့သုံးသွားခဲ့တယ်။သူတို့ဖေရဲ့ကျမ်းမာရလည်းမကောင်းခဲ့ပါဘူး။အဲဒီလိုနဲ့တခုတော့ညနေခင်းမှာတော့သူရဲ့ဖေကကျမ်းမာရဲ့အလွန်မကောင်းမှုဖြစ်ခဲ့တယ်။အဲဒီအချိန်မှာပုံနှံကတနည်းအားယောက်တော့ပြန်ဆိုင်ခဲ့တာပေါ့။အာပုံနှံဒီနေ့တော့ဘယ်မှမသွားပါနဲ့တောင်းမှတ်ပါရဲ့။အဖေကအချိန်နေမကောင်းငါတော့သွားမှာပဲ။ငါအချိန်မရှိဘူး။ ဒီလိုအလုပ်တွေအတွက်လေမိမသားနဲ့ကြည့်ချင်းကြည့်ထားလိုက်ငါတော့မကြည့်နိုင်ဘူးငါသွားတော့မယ်နင်ကြည့်ထားလိုက်တော့အဲ့လိုပြောပြီးတော့ပွန်နမ်ကသွားလိုက်ပါ යි ။ပါရဲ့တမီးလေးတမီးတယောက်တည်းအဖေမရှိရာအဖေအထက်အဖေမကြခင်တရားတော့မယ်အဖေတမီးကိုမဆရာရှိရင်အဖေရဲ့စပြစ်ချက်လေးကိုတေချာလေးလုပ်ပေးပါနော်အာအဲ့လိုပြောပြီးတော့ဟယ်ရီကအသက်ထွက်သွားခဲ့တာပေါ့။ပါရဲကအသေးအံကုန်နေခဲ့ပါ යි ။ အဖေဘာလို့တမီးကိုထားခဲ့ရလဲတမီးမအဖေတယောက်တည်းရှိရအဖေကတမီးကိုထားခဲ့တော့တမီးကဘယ်သူနဲ့နေရမှာလဲတမီးဘလို့လို့အသက်ရှင်ရမလဲတမီးကိုလည်းကြည့်ပါဦးဖေရေဘွန်နမ်ကတညာလုံးပြန်မလာခဲ့ပါဘူးအဲ့ဒါကြောင့်ပါရေကဖုန်းဆက်ပြီးတော့ဖြစ်ချောင်းကောင်စင်ကိုပြောလိုက်တယ်ပြီးတော့အင်ကိုပြန်လာဖို့လည်းပြောလိုက်တာပေါ့ဒီမှာပါတီအကြီးကျယ်ရှိရငါမလာနိုင်အောင်နင်းမဲတင်ဆိုင်သွားပြီးတော့လှုပ်ရှားရှိရလှုပ်လိုက် ပြီးရင်အဖေကိုတကြုံထားလိုက်ငါတော့ဒီညမလာတော့ဘူး ပါရဲလေတယောက်သေးသွားပြီးတော့သူ့အဖေရဲ့အလောင်းကိုတချို့ပေးလိုက်ပါတယ်။ပုံနမ်ကတော့လိုင်းမလုပ်ပေးခဲ့ပါဘူး။မနက်မိုးလင်းတော့ပုံနမ်ကအိမ်ကိုပြန်ရောက်လာခဲ့တယ်။ပြီးတော့ပြောပါတယ်။ပါရဲရဲ့ငါမင်္ဂလာဆောင်တော့မယ်။ရူဟန်နဲ့ဒီမှာငါရဲ့မင်္ဂလာဝတ်ဆောင်သူ့ဝဲဝယ်ပေးထားတာလေနှစ်သိန်းတောင်ပေးရတယ်။နင်မင်္ဂလာမဆောင်တဲ့ုံလေအဖေကမနေ့ကမှဆောင်းထားတာ။ဘာလဲ။အဖေတေးတိုင်းကသူ့လိုမျိုးလိုက်ပြီးတော့တေးရမှာလား။ငါကငါဘွားအတွက် ဆက်ပြီးတော့မရှိရတော့လားအတိအပယ်မရှိရတယ်မပြောနဲ့ငါတော့ဆောင်းပါပဲနက်ပြန်ငါမင်္ဂလာဆောင်းပါနင်းလာခြင်းလာခဲ့ပူနမ်ကဈေးကြီးရဲ့ဝတ်စုံမင်္ဂလာဆောင်ကိုဝှက်ပြီးတော့မင်္ဂလာဆောင်နေရပေါ့ပါရဲကမင်္ဂလာဆောင်ပွဲကိုမသွားခဲ့ပါဘူးသူကသူ့ဖေစကားကိုနားထောင်ပြီးတော့စပြည့်ကြံဝဲကြည့်ခဲ့တယ်တည်တည်ချာချာလိုက်လို့ပါတယ်အခုဆိုရင်ဝင်ငွေလည်းရနေပါပြီဒါပေမဲ့ဝင်ငွေရသူ့အတွက်မလောက်ခဲ့ပါဘူး ရလာတဲ့ပတ်စံနဲ့သူ့အတွက်လဲစားတော့ရတယ်ပြီးတော့ပြန်ပြီးတော့လဲရှင်းရတာပါတပတ်မှာတော့ရူဟင်ကပြောတယ်အာပုံနှမ်းမြေနင်းရဲ့အဖေဟာစပြစ်ချံလုပ်တယ်ဆိုအဲ့ဒါဆိုရင်တော့မြေပိုင်လဲရှိမှာပဲငါအဲ့ဒီမြေကိုလိုချင်တယ်ငါစက်ရုံထောင်ဖို့အတွက်လိုချင်တယ်ငါ့ကိုပေးဒါပေမဲ့အဲ့ဒီနေရာမှာငါညမအလုံးလုံးနေရလေဟုတ်တယ်လေဒါပေမဲ့နင်တို့ကညီမနှစ်ယောက်ပဲရှိတာဆိုတော့နင်လဲအဲ့ဒါကိုပိုင်တယ်လေအဲ့အကြောင်းအဲ့ဒီမြေကိုတောင်းနေရပေါ့ ငါတို့ကအဲ့ဒီမျိုးအကုန်လိုချင်တာဒါပေမဲ့ဒါပေမဲ့ဒီဘာတွေမပြောနဲ့နေချမ်းသာချင်တယ်မလားအကုန်လုံးနေပိုင်မှာနေချမ်းသာလာမှာပေါ့အဲ့အကြောင်းနေအဲ့ရော်လေအပိုင်သိပုန်နမ်ကအရင်ချမ်းသာချင်တဲ့အတွက်ကြောင့်သူညမစီသွားပြီးတော့အကြောင်းဆုံးပြောလိုက်တယ်ပယ်ရဲကငူတော့တာပေါ့နေငါစီကထမင်းအိုးလူတာလားဟုတ်တယ်လေဘာဖြစ်လဲငါချမ်းသာချင်တယ်ချမ်းသာချင်တော့အဲ့လိုတွေလောက်ရမှာပဲ ငါပိုင်တဲ့ခြံတော်လေးနင့်ကိုမပေးဘူးစဉ်းစားလိုက်လေတိတ်မကြခင်မှာနင်ကမင်္ဂလာဆောင်တော့မှာနင်မဝစ်ဆောင်မရှိဟာငါမင်္ဂလာဝစ်ဆောင်တော့ငါဝစ်ထားတဲ့ဝစ်ဆောင်ခဏငါပေးမယ်ငါမလိုပါဘူးမင်္ဂလာဆောင်ဝစ်ဆောင်ငါဘာသာငါကြည့်လောက်လိုက်မယ်ကြည့်ကြသေးရပါလေမင်္ဂလာဝစ်ဆောင်မရှိပဲဘလို့မင်္ဂလာဆောင်မလဲဆိုတာဟွန်းပါရင်ကိုမင်္ဂလာစာပေးအတွက်သူ့ဖေကသူ့ရှိစဉ်ကလေးကရောင်းဆိုတဲ့ကောင်းလေးနဲ့ဆက်ပေးခဲ့တာပါဒါပေမဲ့သူ့ဖေတည်သွားတော့ သူတို့ကလည်းသူ့ပေစကားနားထောင်ပြီးတော့အခုချိန်ထိမင်္ဂလာဆောင်ဖို့အတွက်လိုင်းလုံးနေကြတာပေါ့အဲဒါကြောင့်မင်္ဂလာဆောင်ဖို့ဝတ်ဆောင်ရလို့နေတာပါဒါပေမဲ့နောက်နေ့ကျတော့သူတို့အိမ်ကိုရဲကရောက်လာခဲ့တယ်ပုန်နမ်ရိုဟန်နဲ့ပူပူတို့ကတိုင်လိုက်တာပါဒီနေ့ကစပြီးတော့နေ့လယ်ထဲမှာဘာမှလုပ်လို့မရတော့ဘူးငါတို့မှတိုင်စာရောက်လာပြီအဲ့ဒီမြေကနေအမမြေပါဒါပေမဲ့တမီလည်းတဝက်ပိုင်ပါရဲ့နင်းပိုင်တော့လိုချင်နေဆိုရင်နင်းတရားရုံလိုက်ရမယ်ပုန်နမ်ကသိပါတယ် ။သူညီမမှာရုံသွားဖို့ပတ်စံမရှိဘူးဆိုတာကောင်းကောင်းသိတာပေါ့။သူစီမှာမင်္ဂလာဆောင်ဝတ်ဆောင်ဝယ်ဖို့တောင်ပတ်စံမရှိပါဘူး။နောက်နေ့ကျတော့မင်္ဂလာဆောင်ကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့သူ့မှာဝတ်ဆောင်ဝတ်ဆောင်မရှိပါဘူး။သူလည်းကြံထုတ်ပြီးတော့လယ်ထဲကနေစပြစ်သီးရေသွားခုလိုက်တယ်။ပြီးတော့စပြစ်သီးဝတ်ဆောင်ချုပ်လိုက်ပါ යි ။မင်္ဂလာဆောင်နေ့ချိန်ရောက်တော့သူ့ရဲ့သူတို့သားလောင်ကသူ့ဝတ်စုံကိုကြည့်ပြီးတော့အရန်သဘောကျသွားခဲ့ရပေါ့။ဟိုးအရန်လာတဲ့ဝတ်စုံပဲ။ နေတတော်ကျူးစာချမှာပဲငါတော့ရမ်းသဘောကြတယ်နေအောင်ငါတပုံလေးတပုံလောက်ရိုက်ပေးအောင်မယ်ရာဟုကဓာတ်ပုံရိုက်ပြီးတော့ post တင်လိုက်တယ်ပြီးတော့မင်္ဂလာဆောင်လိုက်ပါတယ်နောက်ရကြတော့သူ့ရဲ့ဝတ်စုံကအရန်ကုန်နမည်ကြီးသွားခဲ့တယ်ကောင်မလေးတွေတတော်များများကလည်းဝတ်စုံကိုဝတ်ဖို့တောင်းတလာခဲ့တာပေါ့အဲအကြောင်းသူစီမှာအထည်အများကြီးရောက်လာတယ်သူလည်းတဖြည်းဖြည်းနဲ့အထည်တွေအများကြီးရလာတော့ဝင်ငွေတွေလည်းအများကြီးရတာပေါ့တဖြည်းဖြည်းနဲ့သူ့ဆိုင်ရာအကြီးကြီးဖြစ်လာခဲ့ပါတယ် အဲဒီကနေရတဲ့ပတ်စံနဲ့သူရုံးကိုသွားပြီးတော့အမှုကိုရင်ဆိုင်လိုက်တယ်။အမှုကနိုင်သွားခဲ့ပါတယ်။ဒါအတိတော့ပွန်နမ်ရဲ့အမျိုးသားကသူ့ကိုကွာရှင်းလိုက်ပါတယ်။ငါ့ကိုဘာလို့ကွာတာလဲ။ငါဘလို့လောက်ပြီးတော့တိတ်မလဲ။နင့်ကိုမြေအတွက်ပဲမင်္ဂလာဆောင်တာလေ။နင့်မြေမမပါလို့ရှင်ငါနင့်ကိုကွာမှာပေါ့။ငါချက်တာပူပူတယောက်တည်း။ဟုတ်တယ်။နင့်ကိုပတ်စံအတွက်မင်္ဂလာဆောင်တာငါတို့နှစ်ယောက်ကချက်နေရကြပါလေ။အခုနင့်ကိုမလိုအပ်တော့ထွက်သွားလိုက်တော့ ဘူဘူကပုံနမ်ကိုသစ္စာ ဖောက်သွားခဲ့ပါတယ်။ပုံနမ်လည်းငိုပြီးတော့သူညီမစီကို ပြန်သွားခဲ့တယ်။သူညီမအားလုံးခွင့်လွှတ်လိုက်ပါတယ်။ပြီးတော့နှစ်ယောက်စလုံးစပြည့်ချောင်ပဲတည်တည်ချာချာကြီးခဲ့ပါတယ်။ပြီးတော့ဝိစုံနဲ့ချုပ်ပြီးတော့ရောင်းခဲ့ပါတယ်။အဲလိုနဲ့ပဲနှစ်ယောက်စလုံးကြီးပွားလာခဲ့ကြတာပေါ့။ကဲခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ကြရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့တကယ်ချင်းနေစီကိုလည်း share ပေးပါအောင်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုအသစ်တင်နဲ့ပြန်လာခဲ့ပါမယ်အခုတော့နောက်ဆက်ပိုင်းတတား